วิปัตตนะเตยอาทุฏฐาหาบาเลลุเมเมဆိုရင်ဒီอายุนี้ကိုต้องฉะပြီးတော့ပေါ့မကန်နဲ့အတိတတိဖြစ်အောင်ပွားများအောင်လုပ်တာကိုအဝိပဒနာတရားအထုတ်တယ်လို့နားလည်ရမယ်။အာယုန်ကိုတုံးချပြီးတော့လို့ ပြောတဲ့ခံပါလေအာယုံဆိုရင်ဥစဉ်တော့စိတ်ပါပါတယ်လို့နားလည်ရမယ်။စိတ်ကိုတည်တယ်ဆိုရင်လည်းအာယုံနေနဲ့ပဲတည်ရမှာပဲလေ။အာယုံဆိုရင်ဥစဉ်တော့အပြင်အားဟာတွေလို့ပဲမအောင်မိနဲ့ပေါ့။စိတ်ကိုတည်ထားတယ်ဆိုရင်လည်းစိတ်ကလည်းအတိခံရရင်အရှုခံရရင်ဒါအာယုံဖြစ်သွားတာပဲ။အာယုံဘက်မှာကကုတုအကုတုမရှိဘူး။အာယုံဘက်မှာကကောင်းတာဆိုတာ အာရမဏမရှိဘူးပေါ့ဒါတော့ဓမ္မအမြင်ရပေါ့အော်အာယုဘကဦးဇင်းတို့ကကောင်းနေစိုးတယ်လို့ထင်နေတာကမကန်တဲ့အတိကိုပေါ့မဖြစ်စေတာပေါ့ဒါတော့အာယုကယုတ်တရားဖြစ်ရင်ဖြစ်မယ်နန္တရားဖြစ်ရင်ဖြစ်မယ် ဦးဇင်းတို့ထိုင်ပြီးတော့တရားရှုမှတ်မယ်ဆိုရင်အာယုံကဝင်လေထွက်လေကိုရှုတယ်ဆိုရင်တော့ဝင်လေထွက်လေကပင်တိုင်းအာယုံပေါ့ဝင်လေထွက်လေကိုတတိကတ်နေမယ်ရှုတယ်မှတ်တယ်ဆိုတာကတတိပေါ့တတိဆိုတာကတမာတိမိတ်ခင်တမာတိဆိုတာကအာယုံဆုဆိုင်တဲ့တဘောဇတိုက်လေးတည်နေနိုင်တဲ့တဘောပေါ့ဒါပေမဲ့ အာယုံဘောဟုတ်တိုင်းမှဆိုတိတယ်ဆိုတဲ့အတိမပါသေးဘူးပေါ့အအတိနဲ့တတိမှာတတိဟာတမာရီမိခင်ကိုပြောတာပေါ့အတိဆိုတာကတော့မှန်ကန်တဲ့အတိပညာကိုပြောတာပေါ့အာယုံတွေကိုတုံးချပြီးတော့မှန်ကန်တဲ့အတိတတိဖြစ်အောင်လုပ်တာဝိပဿနာလို့ဒါအကျမ်းမြင်နားလေရမှာပေါ့အာယုံတွေကိုတုံးချတယ်ဆိုတော့သူကအာယုံတွေကိုနားလေရမှာ ာယုန်တွေကိုနားလေတာကိုပဲမှန်ကန်တဲ့အသီးလို့ဓမ္မဒိဋ္ဌိလို့နားလေရမှာပေါ့အာယုန်ဆိုရင်လည်းဥစဉ်တို့ကယာဝိတုတွေလို့ပဲမထင်နဲ့အာယုန်စီဆိုရင်ဥစဉ်တို့ကလူတွေ၊ကွေးတွေ၊ကြောင်တွေအယဝိတုတွေကအဲ့ဒါအာယုန်တွေလို့ထင်နေတယ်အဲ့ဒါကဝါစလွဲတာပေါ့ရမြင်လိုက်ရင်အယဝိတုတွေမြင်တာမဟုတ်ဘူးလူတွေမြင်တာမဟုတ်ဘူးဒီကတော့ဓမ္မရှုထောင့် ။မုဒိတ္တဇာတော့လူတွေမြင်တဲ့အရာဝိတုတွေမြင်တယ်ပေါ့။မမှန်တော့မြင်လိုက်တဲ့နေရာမှာလူလို့မရေးသားဘူး။အရာဝိတုလို့မရေးသားဘူး။အကယ်မြင်ရတာကအရာအစင်းတွေပေါ့။အရာအစင်းအလင်းတွေကိုပဲမြင်ရတာ။ဒီအရာအစင်းအလင်းတွေကဒီညီမဟုတ်တော့ဦးဇင်းတို့ကဘာလဲဆိုတော့ပုံတတန်နေပေါ်လာတယ်အဖြူရောင်ဆိုလဲအဖြူရောင်မြင်ကြီးမြင်ရတာမဟုတ်ဘူးဓာတ်ပုံရိုက်ကြည့်လိုက်ဒီဓာတ်ပုံရိုက်ကြည့်လိုက်ရင် လူပုံစရာလည်းအယောင်နေနဲ့ပဲပေါ်ပြနေတာပဲခွေးပုံစရာလည်းအယောင်နေနဲ့ပဲပေါ်ပြနေတာပဲပကြီကားလို့ပေါ့အယုတ်ပုံနေဆိုတာကအယောင်နေနဲ့ပဲပေါ်ပြရတာပဲပကြီကားဆွဲနေဆိုတာကသူပေါ်ပြခြင်းနဲ့ပုံကိုတို့ကအယောင်နေပဲပေါ်စည်းစက်တည်နေပဲပေါ်ပြရင်းကတော့ အာယုံနားလေဖို့ဆိုရင်ဦးဇင်းတို့ကဓာရချက်ပေါက်နဲ့နားလေရမြင်လိုက်ရင်အယောင်အစင်းတွေပဲလို့နားလေရကြားလိုက်ရင်အတန်တွေပဲလို့နားလေရတွေ့ထိလိုက်ရင်ဘောဓပါယုံမယ်ဒနိယပြင့်ပေါ့ဥရေအေးတယ်မာရီပြော့တယ်ဆိုတဲ့ရကြီးလေးပါပဲလို့ဓာတ်တဘောတွေပဲလို့နားလေရ ြန်တွေးလိုက်ရင်လည်းအတွေးအာယုံဓမ္မယုံနေပဲအတွေးပုံရိပ်နေပဲလို့နားလည်ရတတိယကတော့တမာရီမဲ့ကေပါတတိယကတော့သူကအာယုံကိုဖြစ်ရင်ဖြစ်မှန်းတော့တိတယ်ဒါပေမဲ့အာယုံရဲ့သဘောအမှန်ကိုတော့ဟုတ်တိုင်းမှန်ဆိုတာတိတာမပါသေးဘူး မကန်နဲ့အတိကြတော့အာယုံရဲ့သဘောကိုလည်းဟုတ်တိုင်းမှန်စွာသိတယ်။ပြီးအာယုံကိုသိတာကလည်းတစိတ်တည်းမဟုတ်ဘူး။ရှင်းစိတ်ပြီးတော့နောက်စိတ်အစားထိုးပြီးတော့သိနေတယ်လို့ပါနားလည်တယ်ပေါ့။ဥစဉ်ကအာယုံအာယုံဒီပေါ်မှာလည်းဥစဉ်တော့အမှန်တိုင်းမသိဘူး။အာယုံတွေကိုလည်းပုဂ္ဂိုလ်တ attva အနေနဲ့အာရီတူတွေအနေနဲ့အရာဝိတ္ထုတွေအနေနဲ့အာယုံတွေကိုသိနေတာ တကယ်အာယုန်နေထဲမှာပုဂ္ဂိုလ်တ attva မပါဘူးပေါ့မြင်လိုက်ရင်အယောင်အစင်းအစင်းထက်လေးပဲတွေ့ရတာပကြီးကားကြည့်လို့ပေါ့ပကြီးကားကြည့်လိုက်ရင်သူကအယောင်အစင်းဆိုတဲ့ဓာတ်ကိုပဲတွေ့ရတာအထဲထဲမှာပုဂ္ဂိုလ်တ attva မပါဘူးအဲ့ဒီဥစဉ်တော့တော့ပကြီးကားကြည့်ရင်ဟောဒါကတော့ခွေးပုံလေးပဲဒါကတော့ဖျားပုံပဲဒါကတော့ဖုံးကြီးပုံပဲဒါကတော့အမျိုးသမီးပုံပဲဆိုပြီးတော့ပုဂ္ဂိုလ်တ attva အနေနဲ့မြင်နေတယ် မကြီးကားကနည်းနည်းပြောရတာထင်ရှားတယ်။ဒီကဦးဇင်းတို့ကမကြီးကားမဟုတ်ပဲရိုးရိုးမြင်ဝင်းတစ်ခုကြည့်လေဒီပုံစံပဲဒီဦးဇင်းတို့ကအဲမြင်ဝင်းတစ်ခုကတော့မျက်စိအကြည့်ရုံမှာပေါ့ဦးဇင်းတို့ရဲ့အင်္ဂလိပ်လိုပဲ retina မှာပေါ့တော့အဲမကြီးကားဆိုပဲတော့အရေးကလေးလာပေါ့တာအတူတူပဲပေါ့ဦးဇင်းတို့ကအမြင်နိုင်ရဲ့အယောင်အစင်းဆိုတဲ့အစင်းတက်ပဲဒါဆိုတာသူတဘောသူဆောင်နေတဲ့စောင်းရင်တက်တိလေးပဲ အဲမှာပုဂ္ဂိုလ်တ attva မပါဘူးဦးဇင်းတော့ပုဂ္ဂိုလ်တ attva အနေနဲ့အရာဝတ္ထုအနေနဲ့မြင်နေတာအဲတော့ဦးဇင်းတော့အာယုံကိုရှုဆိုရင်ဦးဇင်းတော့ဟိုအာယုံဆိုတာကိုကနားလည်မှုမားနေတော့အာယုံဆိုတာပုဂ္ဂိုလ်တ attva တွေပဲအရာဝတ္ထုတွေပဲလို့ထင်တော့သူကအာယုံကိုရှုဆိုတာနဲ့ပဲဦးဇင်းတော့ဟိုမရှုကောင်းဘူးလို့ထင်နေတာရအာယုံကလည်းပရမတ်ပဲယူပါယုံတတ္တာယုံကန္နာယုံ ပထမပတိုင်းဝင်ယူပါယေနန္တတာယေနန္တောဂန္နာယေနဗောဓပါယေနအဲ့ဒါပရမတ်တည်းပဲလူစင်တော့အပရမတ်ကိုမရှုကောင်းဆိုတော့ဥစင်တော့ဘယ်လိုလုပ်မလဲအဝိပဒနာဆိုတာလေဝိပဒနာရဲ့အာယုံကဒီယုံနဲ့ပရမတ်တည်းပဲပရမတ်ဆိုတာ reality ကိုပြောတာပေါ့တကယ်ဖြစ်နေတဲ့တဘာဝဉာဏ်ဆိုတာတကယ်ဖြစ်နေတာမဟုတ်ဘူးစိတ်ထဲက ထင်မြင်ယူဆနေတဲ့ပေါ့အထင်နေပေါ့အမှန်ကန်တဲ့အတိဖြစ်ဖို့ဆိုရင်ဦးဇင်းတို့ကနံပါတ်1အာယုန်ရဲ့တဘာဝကိုမှန်စွာသိရမယ်။ပြီးရင်အာယုန်ဘက်ကိုအမှန်တိုင်းသိပြီးပြီဆိုရင်ဦးဇင်းတို့ကအာယုန်ကိုသိတဲ့စိတ်ကလည်းဦးဇင်းတို့ကတစိတ်သေးလို့ထင်နေတယ်။ဦးဇင်းတို့အာယုန်ဘက်မှာလည်းအတိမားတဲ့ဒိဋ္ဌိဖြစ်နေတယ်။ အာယုန်ညူတည်တဲ့စိတ်ကလည်းဒီစိတ်ပဲမြင်တာလည်းဒီစိတ်ကြားတာလည်းဒီစိတ်ချစ်တာလည်းဒီစိတ်မုန်းတာလည်းဒီစိတ်ခံစားတာလည်းဒီစိတ်လိုချင်တာလည်းဒီစိတ်မလိုချင်တာလည်းဒီစိတ်လို့ထင်နေတယ်တတိကတ္တာလည်းဒီစိတ်တတိလက်လွတ်သွားတာလည်းဒီစိတ်လို့ထင်နေတယ်အဲ့ဒါကယူမားနေတယ်အာယုန်ကိုတိမှန်ပြီးပြီဆိုရင်ဥစဉ်တော့အာယုန်ညူတည်တဲ့စိတ်ကလည်းတစိတ်တည်းမဟုတ်ဘူး ရှေ့စိတ်ပြီးတော့မှနောက်စိတ်အနေနဲ့စားထုတ်ပြီးတော့တည်နေတယ်လို့နားလည်ရမယ်။ဝင်လေတွက်လေကိုရှုမယ်ဆိုရင်ဦးဇင်းတို့ကဝင်လေတွက်လေရဲ့ဆိုတဲ့အာယုံကြီးရလဲအာယုံတစ်ခုအနေနဲ့ရှိနေတယ်။အဲ့ဒါကိုတည်တဲ့စိတ်ကလည်းတစိတ်သေးအနေနဲ့တည်နေတယ်လို့ထင်တယ်။အဲတချို့ဇာတ်တော်တွေကလည်းတယောက်တည်းနေတစိတ်သေးထားဆိုတော့ဦးဇင်းတို့ကအဲ့မှာပြည့်ညတ်သဘောပြောတာတွေကိုဟုတ်ထင်ပြီးတော့တစိတ်သေးမရှိတာကိုတစိတ်သေးထားနိုင်အောင်ကြိုးစားတာ။ ဒါတော့လောကသဘောရဒီလိုပြောရတာပေါ့အမှန်ဝင်လေထွက်လေကိုတိတယ်ဆိုရင်တစိတ်သေးကတိတာမဟုတ်ဘူးသူကထိတဲ့နေရာမှာခាយဝဉဏ်ပေါ်တယ်ဒါကထိတယ်တွန်းတယ်လို့တိနေတိနေတာကအဲ့ဒီမှာစိတ်ပေါ်တော့လေဒီကဝင်လေထွက်လေကိုမရှိဘဲနဲ့ကိုယ့်အကူတရားမထိုင်တဲ့အချိန်မှာလဲထိတာတွန်းတာတွေကဖြစ်နေတာပဲဒါပေမဲ့အဲ့ဒီမှာခាយဝဉဏ်မပေါ်တော့ဦးဇင်းတို့ကထိတယ်လို့မသိဘူးလေ ဘာဖြစ်လဲဆိုတော့နေရင်ထိုင်ရင်ချိန်ကြတော့တခြားစိတ်တည်တခြားအတွေးစိတ်တည်တခြားခံစားတဲ့စိတ်တည်ကဖြစ်ပေါ်နေတာဟုတ်အဲ့ ठी ပေမဲ့ ठी တဲ့နေရာမှာကာယဝိညာဉ်မပေါ်ဘူးတခြားပူပန်တဲ့စိတ်တည်အာဟုတုစိတ်တည်ဟာစားတူဖြစ်ပေါ်နေတာဟုတ်အဝိလိထွက်လေကိုရှုတယ်ဆိုရင်လဲအာယုတခုတည်းကိုတစိတ်တည်းကတည်နေတာမဟုတ်ဘူးသူကရှေးစိတ်အရင်ပေါ်တယ် ဝိသိစိတ်ဆိုတဲ့ကာယဝိညာဉ်ပေါ်တယ်အဲဒီကာယဝိညာဉ်ပေါ်ပြီးတော့မှထိတာဥစဉ်တော့ဗာလေတိလို့ရတယ်တတိကတ်လို့ရတယ်ဥဥကြားတယ်ပေါ့ဥပမာဒီအိုဂျီတော့လို့ပြောလိုက်မယ်ကြားတယ်ဆိုရင်တော့ကြားနေရင်ပေါ်တာခွေးလို့ရင်တိတာမဟုတ်ဘူးညာတော့ဆိုတဲ့အတန်ထဲမှာခွေးဆိုတဲ့တတ္တဝါမပါဘူးကြားလိုက်ရင်အတန်ဆိုတဲ့တတ္တဓာတ်ပဲအတန်ဓာတ်ပဲ ဒါဆိုတာသူသဘောတူဆောင်နေတဲ့စွန့်ရင်တက်သည့်သဘောပဲပေါ်တာပဲယူကြည်တော့ဆိုရင်အတန်ထဲမှာခွေးမပါဘူးအောင်ကြီးဥဆိုရင်အတန်ထဲမှာကြက်မပါဘူးဒါပေမဲ့ဦးဇင်းတို့ကကြားလိုက်တာနဲ့ဒီတန်ဓာတ်ကူပေါ့တတဝါအနေနဲ့ခွေးအနေနဲ့ပေါ့ယူကြည်တော့ဆိုရင်ခွေးအနေနဲ့အောင်ကြီးဥဆိုရင်ကြက်အနေနဲ့ပေါ့မှတ်ယူလိုက်တာ င်းတို့တရားထိုင်ပြီးတော့ရှုတယ်ဆိုရင်ဝင်လေတွက်လေဆိုတဲ့အာယုံကိုဒါပင်တိုင်းရှုမှတ်နေတာရှိမယ်။နောက်ပြီးဦးဇင်းတို့အတွေးစိတ်တွေပေါ်မယ်။နောက်ပြီးအတန်အာယုံတွေပေါ်မယ်။နောက်ညောင်းနေနာတယ်ဆိုတဲ့အာယုံတွေပေါ်မယ်။ဒါတွေပဲအဓိကဖြစ်နေမှာ။ ဝေလီထွက်လေကိုရှုနေရင်နဲ့မှာဥစဉ်တော့အတွေးအယုံပေါ်လာခဲ့ရင်တွေးရင်တွေးမှန်တိလိုက်ပေါ့တွေးရင်တွေးမှန်တိလိုက်တာကတတိတတိယတမာတိမဲခင်ပဲဖြစ်သေးတယ်တော့တတိယတော့ဖြစ်ရင်ဖြစ်မှန်းသိလိုက်တယ်ပေါ့ဒါပေမဲ့တိတဲ့စိတ်ကိုသူကတစိတ်သေးလို့ထင်နေတဲ့ဒိဋ္ဌိအယူမအောင်တော့သူကမဖယ်နိုင်ဘူးပေါ့ ော့ဦးဇင်းကတီးတာကလည်းတစိပ်ပြီးတစိပ်စားထူးနေတယ်ဆိုတာနားလည်အောင်ပေါ့။အဦးဇင်းကဘလို့တင်ပေးလဲဆိုတော့တွေးလိုက်တယ်ဆိုရင်တွေးတာကရှေးစိတ်ဒီကလိုက်တာနောက်စိတ်ပေါ့။ဒါဆိုဦးဇင်းကနှစ်စိတ်ကွဲသွားပြီ။ဒီစိတ်ကပဲတွေးပြီးတော့ဒီစိတ်ကပဲတတိကတ္တာမျိုးမဟုတ်ဘူး။ အရှိစိတ်နောက်စိတ်ကွဲပြီးတော့တိတာဟောပညာစဖြစ်တာပဲဦးဇင်းတော်ကဒီစိတ်ကပဲတွေးတယ်တတိလက်လွတ်သွားတယ်ဒီစိတ်မှာပဲတတိပြန်ကတ်တယ်ဦးဇင်းတော်ကဒီလိုထင်နေတာတွေးရင်တွေးမှတိလိုက်တိတာကတတိတွေးတာကရှိစိတ်တတိကလိုက်တာနောက်စိတ်ရှိစိတ်ပြီးတော့နောက်စိတ်အစားထိုးပြီးတော့တိနေတယ်ဆိုတာကပညာ ။ဘာလို့ပညာဖြစ်လဲဆိုတော့ဦးဇင်းတို့ကအရှိစိတ်ပြီးတော့မှနောက်စိတ်အစားထိုးနေတယ်လို့မတည်ဘူးဆိုရင်ဦးဇင်းတို့ကဒီစိတ်ကပဲတွေးတယ်ဒီစိတ်ကပဲတတိကတ်တယ်ဒီစိတ်ကပဲဒီစိတ်မှာပဲတတိလက်လွတ်သွားတယ်လို့အစိတ်တည်းထင်နေတယ်။ရှိစိတ်ပြီးတော့မှနောက်စိတ်အစားထိုးသွားတယ်လို့နားလည်တာကအစိတ်တည်းရှိတယ်ဆိုတဲ့ပေါ့။ဒီစိတ်ကပဲတည်နေတာဒီစိတ်ကပဲတတိလက်လွတ်သွားတာလို့ထင်နေတယ်ပေါ့။ စိတ်သေးရှိတယ်လို့ယူဆတယ်ခိုင်နေမြဲတယ်ဆိုတဲ့ပေါ့အယူမအောင်ဒါစွန့်ပြီးတာဖြစ်လာညောင်းနေနားတယ်ဆိုရင်လည်းဥစဉ်တော့ညောင်းနေနားတယ်ဆိုရင်ညောင်းရင်ညောင်းနေမှတ်ဆိုတာကတော့တတိပဲရှိသေးတယ်တတိယတမာတိမဲ့ခင်ညောင်းနေနားတယ်ဆိုတာကအဲ့ဒီနေရာမှာကာယဝိညာဉ်ပေါ်လို့ဒိဋ္ဌိစိတ်ပေါ်လို့အရင်ကမြင် အကြီးတဲ့နေရာမှာကာယဝိညာဉ်နဲ့အတူဒုက္ခဝေဒနာပေါ်လို့ပေါ့။ညောင်းနေနာရဲဆိုတာကိုနိုင်နာရဲလို့တိဆိုတာကတတိကလိုက်တာပဲရှိသေးတယ်။တတိကပေမဲ့ဥစဉ်တော့ဒီစိတ်ကပဲတိတယ်တစိတ်သေးလို့ထင်နေတယ်။ဟုတ်ဘူးလေ။အညောင်းနေနာရဲလို့တိတယ်ဆိုတာကကာယဝိညာဉ်ပေါ်လို့ပေါ့။ဒါပေမဲ့အိမ်မောကြနေနေလေ ဒီပထဝီဓာတ်တွေကဖြစ်နေတာပဲဦးဇင်းတို့ဒီတခါလေလမောင်ကြီးကိုဖိပြီးတော့အိတ်မိနေမတိဘူးဦးဇင်းတို့နိုးလာတော့မှတခါလေလက်ကကျင်းနေတယ်မှန်တော့ပထဝီဓာတ်တွေကတော့ဖြစ်နေတာပဲဒါပေမဲ့အိမ်မောကြနေတော့ဘဝင်စိတ်ကကြီးစိုးနေတော့ကာယဝိညာဉ်မပေါ်တော့ဦးဇင်းတို့ကညောင်းနေလို့ကျင်းနေတယ်လို့မတိဘူးနိုးလာတော့မှတိတယ်ဆိုတာကာယဝိညာဉ်ပေါ်သွားလို့ ။ညောင်းရင်ညောင်းတယ်လို့တိတာကတော့တတိပေါ့။တတိဟာတမာတိမိတ်ကြီး။ညောင်းနေနာတယ်ဆိုတာကာယဝိညာဉ်ပေါ်လို့ပဲ။တော့ညောင်းနေနာတယ်လို့တတိထာမိတာကနောက်စိတ်ပေါ့။ညောင်းနာကရှေးစိတ်ကာယဝိညာဉ်ပေါ်တာ။ညောင်းနာကိုညောင်းတယ်လို့တတိထာမိတာကနောက်စိတ်ပေါ့။ ဒါဆိုရင်နှစ်စိတ်ကွဲသွားတာပေါ့ဒါဆိုရင်တစ်စိတ်တည်းကပဲငါးစိတ်နေနဲ့ရှိနေတယ်တည်နေတယ်ဆိုတဲ့အထင်မှားတာပြုတ်သွားတာပေါ့အတန်ကြားရင်လည်းဥစဉ်ကကြားရင်ကြားတယ်မှတ်ဒီလောက်နဲ့တရားလုတ်တတ်ပြီမထင်နဲ့ပေါ့ဒါကြားရင်ကြားတယ်မှတ်ဆိုတာကတော့တတိကိုပြောတာပဲရှိသေးတယ် ။ညကြားတယ်ဆိုတဲ့ဟိုကကြားစိတ်ပေါ်သွားလို့ဦးစင်းကကြားစိတ်ကိုမမြင်ဘူး။ကြားရင်တော့ဦးစင်းကအတန်ဘယ်တိုက်ရိုက်တတိကတ်တယ်လို့ထင်နေတယ်။မမှန်းမဟုတ်ဘူးသူကကြားရင်ကြားတယ်လို့တတိကတ်တာဟိုကသူကနောက်စိတ်ဖြစ်သွားပြီ။ကြားတာကရှေးစိတ်တတိကတ်လိုက်တာနောက်စိတ်။အတန်ကြီးကိုတိုက်ရိုက်တိတာမဟုတ်ဘူး။ကြားစိတ်အရင်ဖြစ်ပြီးတော့မှကြားစိတ်ဖြစ်ပြီးတော့မှဦးစင်းက အတန်ကိုတိလို့ရတာလေကြားသိမဖြစ်ဘဲနဲ့ဘယ်လိုလုပ်အတန်ကိုတိလို့ရပါလဲဦးမင်းကတတိယအတန်ကြီးကိုတိုက်ရိုက်ရှုတယ်လို့ထင်နေတယ်ခုခွေးအောင်လည်းကြားတယ်ဆိုလည်းသူကကြားသိရင်ဖြစ်တာကြားသိကအတန်ကိုပဲတိတယ်အဲ့ဒီတန်ကိုမှခွေးအောင်တယ်ကောင်းတာပဲဆိုးတာပဲ တံမဲလို့တတိကတ္တဝါပါလဲဆိုတော့နောက်စိတ်ဖြစ်သွားပြီ။ဒါနဲ့တတိကံရင်တော့မှကြားစိတ်ပေါ်ပြီးတော့မှတတိကတ်လို့ရတယ်။ကြားစိတ်မပေါ်ဘဲနဲ့တတိကတ်လို့မရဘူး။သူကတတိကတ်လိုက်ရင်လည်းတကယ်နောက်စိတ်ပဲ။ကြားရတာရှေးစိတ်တတိကတ်လိုက်တာနောက်စိတ်။တစိတ်တည်းကရှိပြီးတော့မှတတိလိုက်ကပ်နေတာမဟုတ်ဘူး။ စိတ်တွေကရှိပြီးတော့မှအာယုန်တွေကိုလိုက်ပြီးနေတာမျိုးမဟုတ်ဘူး။တော့ထိုင်ပြီးတော့ရှုရင်ဦးဇင်းတို့ကရှုမှတ်တဲ့အရှုခံက၄မျိုးပဲရှိမယ်။ဝိတောလေးဆိုတဲ့အာယုံရှိမယ်။နောက်အတွေးစိတ်ဆိုတဲ့အတွေးအာယုံတွေပေါ်မယ်။နောက်အတန်အာယုံတွေပေါ်မယ်။ နောက်ညောင်းတယ်နားတယ်ဆိုတော့ခေါ်တတ်ပါယုံတွေးထိအာယုံတွေပေါ်မယ်ပေါ့အဲအာယုံပေါ်ရင်ပေါ်မှန်းတိလိုက်ရမယ်တိတာကတတိရှင်းစိတ်နောက်စိတ်ပိုင်းခြားပြီးတော့နားလည်လိုက်တာကပညာအသိပေါ့ကြားရင်ကြားတယ်မှတ်ဆိုရင်အဲ့ဒါတတိပဲရှိသေးတယ်ကြတာကရှေးစိတ်တတိကလိုက်တာကနောက်စိတ်ဆိုပြီးတော့ရှေးစိတ်နောက်စိတ်ကွဲသွားရင်တစိတ်တည်းကပဲရှိတယ် ်အစီတည်းကပဲရှိနေတယ်တည်နေတယ်လို့ထင်နေတဲ့ဒိဋ္ဌိပြုတ်သွားပြီညောင်းနေနားရည်ဆိုရင်လည်းညောင်းရင်ညောင်းနေမှန်းနေရက်မထားနေညောင်းနေနားရည်ဆိုတာကာယဝဉာဏ်ပေါ်လို့တွေးထိစိတ်ပေါ်လို့ညောင်းနေနားရည်ဆိုတာကရှေးစိတ်တတိကလိုက်တာနောက်စိတ် တွေးလိုက်တယ်ဆိုရင်လည်းတွေးတာကရှေးစိတ်အဓိကလိုက်တာနောက်စိတ်ပေါ့တွေးရင်တွေးတယ်မှတ်ဆိုတာကတော့ဥစဉ်တော့တတိကိုပဲပြောတာပဲသူကရှေးစိတ်နောက်စိတ်မကွဲသေးဘူးအတိရောက်တော့မှပညာဉာဏ်ရောက်တော့မှတွေးတာကရှေးစိတ်အဓိကလိုက်တာနောက်စိတ် အဲရှေးစိတ်နောက်စိတ်ခွဲပြီးတော့နားလေတာဟိုကတစိတ်တည်းကပဲရှိနေတယ်တည်နေတယ်ဆိုတော့ဒိဋ္ဌိကိုဒါဖြုတ်လိုက်တာပဲပေါ့အကျဏာရီကလည်းဒီသဘောပဲနားလေရမယ်ပေါ့ဥမာစားရင်စားတဲ့မှတ်ဆိုရင်ဒါလည်းဒီသဘောပဲမှတ်တယ်ရှုတယ်ဆိုတာကတတိရစားတယ်ဆိုတာကဇိဝဝိညာဉ်ပေါ်တာပေါ့အရသာတိစိတ်ပေါ်မယ် ဒီတော့ဆက်ရင်ဆက်တဲ့မှတ်ချွင်းချိုးတဲ့မှတ်ဆိုတော့အဲဆက်တဲ့ချိုးတဲ့ဆိုတာကဇေဝဝိညာဉ်ပေါ်လို့ပေါ့။ရာသာကိုတိတဲ့စိတ်ပေါ်လို့ပေါ့။ချိုးတယ်လို့တိတာကရှေးစိတ်ဒီကလိုက်တာနောက်စိတ်ပေါ့။ချိုးရင်ချိုးတဲ့မှတ်ဆိုတာကဥစဉ်တော့တတိကိုပဲ ပြောတာရှိသေးတာပေါ့ဂျူရဲစိတ်လေးပေါ်တာကို तू ကမသိဘူးဂျူရဲအရသာကိုပဲ तू ကဓာတ်ရိုက်ကြည့်တယ်လို့ထင်နေတယ်ဧရာတတိယဂျူရဲအရသာကိုဓာတ်ရိုက်မသိဘူးဂျူရဲအရသာကိုဓာတ်ရိုက်ကြည့်တာကဇေဝဝိညာဉ်ဆိုတဲ့ပေါ့စာတိစိတ်ကတည်အချွေချိုးတယ်မှတ်ဆိုရင် ဂျူရယ်တို့တိတာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့တော့ရှေးစိတ်နောက်စိတ်နားလည်လိုက်တာကပညာစဖြစ်တာပဲဒီစိတ်ကပဲချူတာကိုတိတယ်ဒီစိတ်ကပဲအတန်ကိုတိတယ်ဒီစိတ်ကပဲနာတာကိုတိတယ်ဒီစိတ်ကပဲအတွေးတွေကိုတိတယ်လို့ထင်တာကဦးဇင်းတို့ကမှန်ကန်တဲ့အသည့်မဖြစ်သေးတာပဲအမှန်ကန်တဲ့အသည့်ဖြစ်ဖို့ဆိုရင်အာယုန်ရဲ့တဘာဝကိုလည်းတိရမယ်အာယုန်တွေလည်းတိအာယုန်တွေကိုတိတဲ့စိတ်ကလည်း စိတ်ထဲကပဲလိုက်တည်နေတာမဟုတ်ဘူးရှေးစိတ်ပြီးတော့မှနောက်စိတ်အစားထိုးနေတဲ့ဖြစ်စဉ်တွေနဲ့တည်တာလို့နားလည်ရမယ်